ဘိုးเจ้าတက်ခါမြန်မာစကားမပြောတတ်တော့တဲ့တောင်းငယ်ကိုဆရာမခေါ်ပြီးတော့မြန်မာစကားသင်ပေးနေရတဲ့နေမျိုးအောင်အင်္ဂလိပ် International School တွေတက်ခါအင်္ဂလိပ်စာမြန်မာစကားမပြောတတ်တော့ဘဲနဲ့တောင်းငယ်လေးကိုမြန်မာစကားဆရာမနဲ့ပြန်လည်သင်ကြားနေရအောင်ပြောလာတာကတေဥဆောင်မင်းသားကြီးနေမျိုးအောင်ပါမင်းသားနေမျိုးအောင်ဆိုတာကတော့မြန်မာနိုင်ငံရုပ်ရှင်ရဲ့ဗီဒီယိုလောကမှာတော်ရုံမြို့မှာမကြမ်းတစ်ချိန်လုံးကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ပါထို့ဖြစ်တော့မင်းသားနေမျိုးအောင်ကိုအလားပါမင်းသားထံတဘာဝမင်းသားလိုပြည်သက်တွေကသတ်မှတ်ထားကြတာဖြစ်ပါရင် နေမျိုးအောင်ဟာကြောင်းကွာရုပ်ရှင်ဗီဒီယိုထုတ်လို့ရေးမှာအအောင်မြင်ဆုံးမင်းသားလက်ဖြစ်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့ဗီဒီယိုလောကမှာအအောင်မြင်ဆုံးမင်းသားဖြစ်ခင်ကဝင်ဝင်ကောင်းခဲ့ပါတယ်။ဒါကြောင့်လည်းခုဆိုရင်မင်းသားနေမျိုးအောင်ဟာအသက်ကြီးလာပြီးတော့အမှုညာလုပ်ငန်းတွေတိတ်မလုပ်တော့တဲ့အချိန်မှာတော့မှအရင်တော့ကရတဲ့ဝင်ဝင်နဲ့တူအခုခါမှာဇနီးဖြစ်သူအာပြဲစိန်နဲ့တူစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကိုင်ပြီးကြီးကြီးတက်ချမ်းသာနေကြတာဖြစ်ပါတယ်။မင်းသားနေမျိုးဟာငယ်ရွယ်စဉ်မှာနာမည်ကြီးမင်းသားလက်ဖြစ်နေအောင်မြင်ခဲ့သလိုအခုအသက်ကြီးလာတော့ခါမှလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေသလို တရားပြောရှင်ရဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါအထူးသဖြင့်တော့နေမျိုးအောင်ဟာတားလေးနှစ်ယောက်နဲ့တူချွေးမနဲ့ဇနီးတဲ့အာပြဲစိန်နဲ့ပျော်ရှင်စွာနေထိုင်တတ်တာဖြစ်ပါတယ်အထူးသဖြင့်တော့နေမျိုးအောင်ရဲ့တားငယ်လေးဟာပညာတော်ပြီးတော့ဂီတပညာကိုပါဝါသနာပိုင်လို့ဆိုပါတယ်ဒါပေမဲ့လည်းအားနေချက်တစ်ခုကနိုင်ငံက international school တက်ပြီးမှမြန်မာစကားမပြောရတော့တာပါဒါကြောင့်လေခုခါမှာတော့မြန်မာစာဆရာနဲ့ပြန်သင်နေရတယ်လို့လည်းဆိုပါတယ်ဘိုးကျောင်းတက်ခါမြမစကားမပြောတတ်တော့တဲ့တောင်းငယ်ကိုဆီယမ်မခေါ်ပြီးတော့မြမစကားသင်ပေးနေရတဲ့နေမျိုးအောင် အင်္ဂလိပ် international school တွေတက်ခါအင်္ဂလိပ်စာမြန်မာစကားမပြောရတော့ဘဲနဲ့တောင်းငယ်လေးကိုမြန်မာစာဆရာမနဲ့ပြန်လည်သင်ကြားနေရကြောင်းပြောလာတာကတရုတ်ဆောင်မင်းသားကြီးနေမျိုးအောင်ပါမင်းသားနေမျိုးအောင်ဆိုတာကတော့မြန်မာနိုင်ငံရုပ်ရှင်တဲ့ video log မှာတော်ရုံမြန်မာမကျန်တစ်ချိန်တော့ဝဝက်ကွဲအောင်မြင်ခဲ့တဲ့မင်းသားတလက်ပါထို့ဖြစ်တော့မင်းသားနေမျိုးအောင်ကိုအလှပမင်းသားထံတဘာဝမင်းသားလိုပြည်သက်တွေကသတ်မှတ်ထားကြတာဖြစ်ပါရင်နေမျိုးအောင်ဟာအကြောင်းကဘာရုပ်ရှင် video ထုတ်လို့ရမှာ အောင်မြင်ဆုံးမင်းသားလက်ဖြစ်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့ဗီဒီယိုလောကမှာအောင်မြင်ဆုံးမင်းသားဖြစ်ခင်ကဝင်ဝင်ကောင်းခဲ့ပါတယ်။ဒါကြောင့်လဲခုဆိုရင်မင်းသားနေမြော့ဟာအသက်ကြီးလာပြီးတော့အလူညာလုပ်ငန်းတွေတိတ်မလုပ်တော့တဲ့အချိန်မှာတော့မှအရင်တော့ကရတဲ့ဝင်ဝင်နဲ့တူအခုခါမှာဇနီးဖြစ်သူအာပြဲစိန်နဲ့တူစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကင်ပြီးကြီးကြီးတဲ့ချမ်းသာနေခဲ့တာဖြစ်ပါတယ်။မင်းသားနေမြော့ဟာငယ်ရွယ်စဉ်မှာနာမည်ကြီးမင်းသားလက်ဖြစ်နေအောင်မြင်ခဲ့တယ်လို့အခုအသက်ကြီးလာတော့ခါမှလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်လို့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါအထူးသဖြင့်တော့ နေမျိုးအောင်ဟာတားလင်းနှစ်ယောက်နဲ့အတူချွေးမနဲ့ဇနီးတဲ့အပြည့်စိန်နဲ့ပျော်ရွှင်စွာနေထိုင်တတ်တာဖြစ်ပါရင်ထို့သဖြင့်တော့နေမျိုးအောင်ရဲ့တားငယ်လေးဟာပညာတော်ပြီးတော့ဂီတပညာကိုပါဝါသနာပိုင်လို့ဆိုပါတယ်ဒါမှမဟုတ်လည်းအားနည်းချက်တခုကနိုင်ငံက international school တက်ပြီးမှမြန်မာစကားမပြောရတော့တာပါဒါကြောင့်လည်းခုခံမှာတော့မြန်မာစာဆရာနဲ့ပြန်သင်နေရတယ်လို့လည်းဆိုပါတယ်ကြီးကြီးတဲ့ချမ်းသာနေကြတာဖြစ်ပါတယ် မင်းသားနေမြောက်ဟာငယ်ရွယ်စဉ်မှာနာမည်ကြီးမင်းသားတက်ဖြစ်နေအောင်မြင်ခဲ့သလိုအခုအသက်ကြီးလာတော့ခါမှလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေသလိုတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါထို့သဖြင့်တော့နေမြောက်ဟာတားလေးနှစ်ယောက်နဲ့အတူချွေးမနဲ့ဇနီးတဲ့အာပြဲစိန်နဲ့ပျော်ရွှင်စွာနေထိုင်တတ်တာဖြစ်ပါတယ်ထို့သဖြင့်တော့နေမြောက်ရဲ့တားငယ်လေးဟာပညာတော်ပြီးတော့ဂီတပညာကိုပါဝါသနာပိုင်လို့ဆိုပါတယ်ဒါမှမဟုတ်အနေချက်တစ်ခုကနိုင်ငံက international school တက်ပြီးမှမြန်မာစကားမပြောရတော့တာပါဒါကြောင့်လေခုခါမှာတော့မြန်မာစာဆရာနဲ့ပြန်သင်နေရတယ်လို့လည်းဆိုပါတယ်